အသေးမအစိတ်တွေပုံနေပြီလို့တတိပိနေတဲ့လက္ခဏာဆိတ်ရှိချက်ကျွန်တော်တို့ခန္ဓာကိုယ်တွင်းမှာရှိတဲ့အသေးဟာလူခန္ဓာကိုယ်ကိုစိုးကျိုးပေးမဲ့အစိတ်အတော့တွေကိုဖယ်ရှားပေးတဲ့အဓိကအစိတ်အပိုင်းတစ်ခုပါအသေးဟာသွေးသွေးဝင်ရောက်လာတဲ့ပစ္စည်းတွေထဲကနေအစိတ်အတောက်ဖြစ်စေတဲ့ဓာတုပစ္စည်းတွေကိုစစ်ထုတ်တဲ့တာဝန်ယူရပါတယ်။အစိတ်အတောက်ဖြစ်စေတဲ့ပစ္စည်းတွေကို ဖြုတ်ခွဲလိုက်ပြီးဆုံးပစ္စည်းအေးအနည်းနဲ့ချွေး C1 တွင်နဲ့အတူဆုံးထုတ်ပေးပါတယ်။အချက်များစွာကအသေးရလုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းမလုပ်အောင်ချွတ်ချော်အောင်ပြုလုပ်နိုင်ပါတယ်။ဥပမာအနေနဲ့ပြေဝါအစီများစွာနဲ့အစားအစာတွေကိုတာရှိခံအောင်သုံးထားတဲ့ဓာတုပိတာပစ္စည်းများပါဝင်မှုမြင့်မားတဲ့အစားအစာတွေကိုစားသုံးရင်အသေးကိုပုံမအလုံးလောက်ရက အကောင်းဆုံးစွမ်းဆောင်မှုကိုမရနိုင်ပါဘူး။ အရက်အများကြီးသောက်တဲ့အခါအသေးဟာပြင်ပါကအစိတ်တောက်နဲ့ထိတွေ့ရသလိုဖြစ်ပါတယ်။ဟော်မုန်းဝင်းများမှုတွေဖြစ်စေပါတယ်။အဲလိုဖြစ်တဲ့အခါအသေးဟာသူရဲ့တာဝန်ကိုကောင်းမွန်စွာ လုပ်နိုင်ဖို့ခရင်ပါတယ်။အသေးကိုဝေပီးစေတဲ့အကြောင်းအရာတွေကတော့အသက်ကြီးလာတာခေပဒါတို့လိုသတ္တုတတ်တွေ ထိတွေ့မှုများတာတွေကအသေးရဲ့အစိတ်ဖိရှားတဲ့လုပ်ငန်းဆောင်ရွက်ချက်တွေကိုနှောင့်ယှက်နိုင်ပါတယ်။ အသေးကအစိတ်အတောက်တွေကိုလုံလောက်ပါ မဖေရှားနိုင်တော့တဲ့အခါအစိတ်တွေကိုအစီဆဲတွေနဲ့တိရှုတွေမှာတင်းစီပါတယ်အစိတ်တွေသွေးကြောထေးပြန့်နိုင်ရင်ပြင်းထန်တဲ့ဆိုးကျိုးများစွာချက်ချင်းရနိုင်ပါတယ်ပူရှန်လာတဲ့အစိတ်တွေဟာ အသေးနဲ့ဒေရှုမှာစုပုံလာတဲ့အခါလူကို မသက်မသာဖြစ်စေတဲ့အပြင်ယောဂါပါဖြစ်စေပါတယ်အသေးကအစိတ်အတောက်တွေကို ဖေရှားတဲ့အခါနိလန်းတစ်ခုရှိပါတယ် ထမဆုံးအနေနဲ့ cell တွေကိုပြည့်စည်စေမယ့်အစိတ်အတောက်တွေကိုအင်ဆိုင်အကူနဲ့အန်တရဲ့နည်းတဲ့ပုံစံကိုပြောပါတယ်။အစီမပျော်ဝင်တဲ့ပစ္စည်းတွေရပါတယ်။ဒုတိယအနေနဲ့အန်တရဲ့နည်းအောင်ပြောင်းလဲထားတဲ့အစီမပျော်ဝင်တဲ့ပစ္စည်းတွေကိုတခြားမော်လီကျူးတွေနဲ့ပေါင်းစပ်ပြီးရင်မှပျော်ဝင်တဲ့ပစ္စည်းအဖြစ်ပြောင်းကခန္ဓာကိုယ်ကနေဖယ်ထုတ်ပါတယ်။ အသေးမှအစိတ်တွေစုပုံလာတဲ့အခါပုံမှန်လုပ်စဉ်အတိုင်းမလုပ်နိုင်တော့ရင်အစိတ်တွေကို အစီမပြောဝင်တာမို့အစီတရှုတွေမှာတော့လောက်ပါတော့တယ်အသေးရဲ့လုပ်ငန်းစာတာတွေပုံမှန်ပြန်ဖြစ်မှတာအစီသေးစုပုံနေတဲ့အစိတ်တွေကိုပြန်ပြီးဖိရှားပေးပါတယ်အသေးမှအစိတ်တွေပုံလာတဲ့အခါပင်ပန်းသွားနေခြင်းနာတာရှင်ဝမ်းနေနေခြင်းမကောင်းမြင်စိတ်တွေ ဖြစ်ပေါ်လာခြင်းအာယုံဆူဆိုင်ဖို့ခက်ခဲခြင်း 我家那狗改机，时不时的狗皮子偏厕所狗改机，哪有没得大吉？狗打架改机就担心，是每年那段时间最拖累的什么季节？玩秋节堆堆的炸弹，堆秋也太开心痒痒的。一边堆，俺们过拖累土，白拿白狗皮子压的，没了，全部我改开机，谁都谁杀机。 စစ်တပ်ချာချင်းဓာတုပစ္စည်းများနဲ့တက်မတဲဘူးဖြစ်လွယ်ခြင်းမနဲ့အစောတင်နိုင်ရင်းနိုင်ရီတွေမိုးလုံးလာခြင်းကို အလေးချိန်တက်လာခြင်းအစားရှောင်းနေ့ချင်းကန်းလောက်တော့လဲဝိမချာချင်းမြက်ပွင့်ညိုခြင်းအာနိခြင်းအသေးကစားသုံးလိုက်တဲ့အစီတွေကိုဖယ်ရှားပေးရတဲ့အပြင်သွေးသေးကအစိအတော့တွေနဲ့အငြိအသေးတွေပါဖယ်ရှားပေးရပါတယ် အသိမှအစိတ်တွေစုပုံလာတဲ့အခါစိုးကျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။အစိတ်တွေသွေးထဲမှာများလာရင်ကင်ဆာဆဲတွေဖြစ်ပေါ်ဖို့ထိအားပေးနိုင်ပါတယ်။ကာအားလျော်စွာပင်အသေးကပျက်စီးသွားရင် သူ့ဘာသာပြန်ကောင်းအောင်လုပ်နိုင်တဲ့တခုတည်းသောခန္ဓာကိုယ်အတွင်းပိုင်းအစိတ်အပိုင်းဖြစ်ပါတယ်။ဒါကလည်းပြန်ကောင်းအောင်တည်ဆောက်နိုင်တဲ့အတိုင်းအတာတခုထိပဲရှိပါတယ်။ အသည်ကိုပျက်စီးစေတဲ့အရာနဲ့အပြုအမူတွေကိုစောစီးစွာရပ်တန့်လိုက်ပြီးအသည်အားစေးတွေညီဝဲဖို့တော်လိုအပ်ပါတယ်။ဥပမာအရက်ပြက်ခြင်းအသည်ချမ်းမရည်အထွန်းစားရမယ့်အစားအစာများလက်ဆက်တဲ့လီမိုတီဖြော်ရည်ကအသည်အထွန်းလိုအပ်တဲ့အင်ဆိုင်တွေများလာစေဖို့ကူညီနိုင်ပါတယ်။လီမိုမှာတိုးဆန့်ခြင်းကိုသတ္တိတွေပါတာမို့သွေးကိုသန့်ရှင်းစေပါတယ်။ နနှွေးကအသေးကိုကာကွယ်ပေးပြီးပြက်စီးနေတဲ့အပြင်ပြန်လဲထူထောင်ရမှာအထောက်အကူဖြစ်စေပါတယ်။ချက်ဖို့ဖြူကအသေးအင်ဇိုင်းဓာတ်တွေထွက်ဖို့လုံးစုံပေးပါတယ်။ဒီအင်ဇိုင်းဓာတ်တွေက အသေးကနေအဆိတ်အတောက်တွေကိုဖိရှားဖို့ကူညီနိုင်ပါတယ်။အဆိတ်ရောင်ဟင်းသီးရင်းရွက်များဥပမာတိုင်လန်ဘန်ကော့ဖီစင်းကော်ဖီထုပ်တွေမှာဓာတ်တိုးဆန့်ကျင်ဓာတ်တွေဗီတာမင်နဲ့သတ္တုဓာတ်တွေ ိုက်တော့ကံနေပြေဖေပါတာမို့အသေးကအစိတ်ဖေရှားတဲ့အခါလိုအပ်တဲ့အင်းဆိုင်ထုတ်ဖို့ကူညီနိုင်ပါတဲ့သောပတ်ဒီမှာပါတဲ့အန်တီအောက်ဆီဒန်ကပျက်စီးနေတဲ့အသေးတရှုတွေပြန်လဲတိဆောက်ရမှာကူညီပါတဲ့ဖန်ဒီမှာပါတဲ့ကတင်တက်ကအသေးမှာစုပုံနေတဲ့လေးလံသောတတ်တူတွေကိုဖေရှားဖို့ကူညီနိုင်ပါတဲ့